ရှမ်းမြောက်မှာ2023အောက်တိုဘာကစတင်ခဲ့တဲ့တက်တုံညနှစ်ခွန်စစ်စင်ရေးဟာနှစ်နှစ်နဲ့နှစ်ရက်အကြာမှာရပ်တန့်သွားပါတယ်။ MNDA ကိုကန်တဲ့ TNLA တအန်းတို့ဟာစစ်တပ်နဲ့အပြစ်ရလိုက်လို့တနတ်တန်တိတ်ဆိတ်သွားပါပြီ။အယုတ်ရဲ့ကြီးကြပ်မှုအောက်မှာအပြစ်ရလိုက်တာဖြစ်လို့မလိုက်နာခဲ့ရင်ဘယ်ဘက်ကဖြစ်ဖြစ်အယုတ်ပြည်အားပေးအကြက်ကင်မှုကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 2023အောက်တိုဘာအထိရှမ်းမြောက်မှာတိုက်ပွဲမဖြစ်ပွားပေမဲ့စစ်တပ်ကအင်အားအများပြားချပြီးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတိုင်းတပ်တွေစကခတင့်နဲ့ဆက်ချုပ်အပြင်တပ်မ69နဲ့တပ်မ101စကခနှစ်ခွန်7နှစ်ဆက်ခွန်တို့ကတပ်တွေချထားပြီးလာရှိုးတိုက်ပွဲကာလမှာစကခ14နဲ့10ကိုထပ်မံဖြည့်တင်းပါတယ်လာရှိုးပြန်ရချိန်နဲ့ အခုတရားနယ်လေးအဖြစ်ရပြီးချိန်မှာတတ်တချို့ရှော့ချအနာပေးတာ တွေ့ရပါတယ်။လက်ရှိရှမ်းမြောက်မှာရမခတိုင်းနဲ့လက်အောက်ခံတပ်ရင်းတွေက လာရှိုးမန်ကတ်တကကရှစ်တန်ရန်မိုင်းရမမန်းဆိုင်တို့မှာ တိုင်းယုံစစ်ဗျူဟာအခြေချရုံးတွေလက်အောက်မှာနေရာယူထားပါတယ်။ဝူဆဲမှာစကခ14တန်ရင်း3ရင်းနဲ့တိုင်းတန်ရင်း3ရင်းနန့်လန်ကြောင်မဲတီဘောမှာစကခတစ်တန်ရင်းတွေ ။နောင်ချိုမှာစကခဆလီတရင်သုံးရင်မိုးကုတ်လန်းကရတနာသိန်ကြီးမှာအမ55နဲ့လက်အောက်ခံတရင်6ရင်းဖြန့်ခွဲထားပြီးကြံတက်အားလုံးကိုတုံ့နှုတ်သွားပါပြီ။ရမခနေမီထဲမှာရှိခဲ့တဲ့စကခ16ကတော့တေတုံညာနှစ်ခုစစ်စင်ရင်းမှာတက်ပြက်ပြီးပြန်လဲဖွဲ့စည်းသလားဒါမှမဟုတ်စကခတင့်နဲ့ပူပေါင်းသလားဆိုတာ အတီးပြုတ်နေစေဖြစ်ပါတယ်။ ရှမ်းမြောက်မှာစကမတက်အင်အားရော့ချသွားတာကအပြည့်ရလိုက်တဲ့အကြောင်းရင်းတစ်ခုတည်းကြောင့်မဟုတ်ပဲစကမအနေနဲ့ထိမ့်သိမ့်ကာကွယ်ရမယ်နယ်မြေများစွာ ဆုံရှုံချင်းကြောင့်လည်းဖြစ်ပါတယ်။နောင်ချိုတိုက်ပွဲပြီးတဲ့နောက်စကခ၁၈နဲ့တရင်၄ရင်းကိုမတရားမြောက်ဖက် TNL နဲ့အပြည့်ရပြီး စကခစနစ်ကတန်ရင်၄ရင်နဲ့တမ္မာစတစ်ကတန်ရင်၃ရင်တို့ကို နောက်တန်းပြန်အနာပေးတာ တွေ့ရပါတယ်1989တုန်းကဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲပြီးရှမ်းမြောက်ကစစ်တပ်ကိုထုတ်နှုတ်လို့ကရင်ကို ထိုးစစ်ဆင်ခဲ့တာကြောင့်အခုလဲကြံတဲ့နေရာတွေအတွက်စိုးရိမ်မှုတွေရှိနေကြပါတယ်အဲ့ဒီတုန်းကဘကဘပြင်းအင်အားကြီးမာတာကရင်ပဲရှိတာပါရခိုင်နဲ့ချင်းကလက်နက်ကင်ပုံကံမှုမရှိသလောက်ဖြစ်ပြီး အချင်းကရင်ဒီမွန်ကလည်းပျောက်ကြားလှုပ်ရှားမှုပဲရှိပါတယ်။ကြံတိုင်းခုနှစ်တိုင်းမှာလည်းစည်ရဲလှုပ်ရှားမှုလုံးဝမရှိလို့စစ်တပ်အတွက်အင်အားဖြည့်တင်းဖို့လွယ်ကူပါတယ်။ရခင်ဘကပပြိုကွဲလို့ရှမ်းပြည်ကအဖွဲ့တွေအပြည့်အတုံးကစစ်တပ်ဟာတိုင်ရင်တရင်ကိုအင်အား900လောက်ရှိပေမဲ့အခုကာလမှာတရင်ကို100ကျော်ပဲရှိပါတယ်။မိုးမိတ်ကိုပြန်လွှဲယူမယ်ဆိုပေမဲ့မိုးမိတ်ဟာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နည်းမြေပါ မိုးမိတ်ကျသွားတော့အခြေစိုက်ထားတဲ့တန်ရင်သုံးရင်ဟာဗမော်ကိုဆုတ်ခွာသွားပါတယ်။လက်ရှိဗမော်ကိုပြင်ပကတက်တွေတောင်ပို့နေရလို့မြောက်ပိုင်းတိုင်းတက်တွေထုံနှုတ်ပြီးမိုးမိတ်ကိုမပို့နိုင်ပါဘူး။ဒါအပြင် မိုးမိတ်ဗမော်ကြားမဘိမ့်မန်စီအထိ KIA ကချင်နဲ့ပူပေါင်းတက်တွေ ထိမ့်ချုပ်ထားလို့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ကတောင်တက်တွေပို့ရမယ်သဘောရှိပါတယ်။မိုးကုန်းနဲ့မိုးမိတ်ကိုရခဲ့ရင်လဲအထိုင်ချလုံခြုံရေးယူဖို့ အမျိုးကိုတရင်သုံးရင်လောက်သုံးရမှာဖြစ်လို့ရှမ်းမြောက်ကထုံထုံနိုင်တဲ့အင်အားဟာဒီနှမျိုးနဲ့တင်ကုံသွားမှာပါကိုကန်နဲ့အပြစ်ရက်ပြီးစကကတဆယ်ပြန် ထုံထုံနိုင်ပြီမဲ့စကိုင်းတိုင်းမှာအပြစ်မသုံးနိုင်ပဲပြည်ညောင်ကျိုးစစ်မျက်နှာကိုပို့ရပါတယ်စကခဆက်ခွန်ကိုမကွေးနယ်ရေကစစ်မျက်နှာပုတ်တတ်မှ69နဲ့လဲပြီးအနာပေးပါတယ်အခုတော့အနာပေးထားတဲ့တတ်မှ69ကိုချင်းမြောက်ပိုင်းနဲ့ ပေါ့မြို့နယ်ကိုစစ်စင်ရေးဆေလွတ်လိုက်ပါပြီ TNL နဲ့အပြည့်ရလို့ထုံနှုတ်ထားတဲ့တရင်ဆက်တရင်မှလည်းခုနှစ်ရင်ပဲအနာပေးနိုင်တာပါအဲ့ဒီခုနှစ်ရင်ကလည်းစစ်စင်ရေးအစ်စ်စင်နွဲဖို့မပြောနဲ့မိုးကုန်းနယ်မိုးမိတ်လုံကြုံရေးယူဖို့တောင် မလုံလောက်ပါဘူးလက်ရှိနောက်တန်းမှာအနာပေးပြီးအင်အားဖြည့်ထားတာတန်းမှာ30တုံးတခုပဲရှိပါတယ်ဒီတက်ကလည်းဖားကတ်မှာစကခခ၃တက်မှာ၃နဲ့အတူပူပေါင်းစစ်စင်ရေလုတ်ခဲ့ပေမဲ့ ထင်တိုင်းမပေါက်ခဲ့ပါဘူးအခုနေမြေတစ်တွေစီ တက်စီလွတ်ဖို့တက်မ33ပဲရှိပြီးပို့ရမယ့်နေရာကများနေပါတယ်ရှမ်းပြည်မှာတိုက်ပွဲဖြစ်ပွားတာမရှိတဲ့ရှမ်းတောင်က အရှိအလေဘိုင်းတိုင်းစစ်ဌာနချုပ်စကခနှင့်စကခဆက်ခွန်နဲ့ရှမ်းရှိကရိဂန်တိုင်းစစ်ဌာနချုပ်စကခ14စကခ78တက်တွေကိုလည်းတိုက်ပွဲဖြစ်တဲ့ဒေသတွေကိုပို့နေရပါတယ်2023နဲ့24မှာ တိုင်ရင်တပ်ဖွဲ့100လောက်ဖွဲ့စည်းပုံပြတ်သွားတာလေအပြည့်အဝပြန်မဖွဲ့စည်းနိုင်သေးပါဘူးစာကခ9 9နဲ့15တို့ရဲ့လှုပ်ရှားမှုတွေလည်းမတွေ့ရသလိုတပ်သားတစ်တွေအတင်းဆွဲနေပေမဲ့တပ်အင်အားမလုံလောက်ပါဘူး2025မှာ KAI ကချင်ကတပ်သားတွေစုဆောင်းတာဟာအရင်ကတည်းကပုံမများပြပြီးတချို့တင်တန်းဆင်းလာပြီလို့ဒေသခံတွေကပြောကြပါတယ် KIA ရဲ့တပ်သားတွေလေ့ကျင့်စုဖွဲ့ပြီးရင် ကချင်ရဲ့တန်လန်းယူတလျှောက်ဟာစကမတက်အတွက်ဟာခွက်ဖြစ်လာပြီးတက်အင်အားပြန်လဲဖြည့်တင်းရမှာဖြစ်ပါတယ်ပထမတက်ရောက်မှုကရှမ်းမြောက်မှာလေကြောင်းတက်ခိုက်မှုမလို့ရတော့လို့ကြံဒေသတွေမှာပူတိုးလာပါလိမ့်မယ်ဒုတိယအဖြစ်မရယာစစ်မြနာရဲ့နောက်ကျောလို့ဆိုရမယ်ပြင်ဦးလင်းမိုးကုတ်လမ်းကြောင်းကိုစကမတက်ထိန်းချုပ်လိုက်ရဲ့ မရေအရှိမြောက်ဆင်းမြနာအတွက်နောက်ကျောမလုံတော့ပဲထောက်ပို့လန်းပြတ်တောက်ပြီးဝိုင်းပတ်ခံရမယ်အန္တရာယ်ရှိလာပါမယ်တတရာကမိုးကုတ်နဲ့မိုးမိတ်ကို TNL ကစစ်တပ်ခေါ်လာပြီးလက်လွဲပေးမယ်ဆိုတဲ့သတင်းတွေထွက်နေလို့ဒီလိုလုပ်ခဲ့ရင်ကြောက်ကြားဒေတာပြန်ဖြစ်ပြီးမြို့နှစ်မြို့ကိုပြန်လည်တိုက်ခိုက်ရအောင်မှာပါရှမ်းမြောက်အပြစ်ရမှုကြောင့်စကမှတက်ဟာကြံဒေတာတွေကိုဖိပြီးထိုးစစ်ဆင်မယ်လို့ရေဘူးရသုံးသပ်နိုင်ပေမဲ့ ်လက်တွေက1990ဒုံးကလိုကြီးကြီးမားမားတက်ရောက်ဖို့ခက်ခဲပါတယ်။ဒါအပြင်ရှမ်းမြောက်မှာစကမတ်တက်မထိန်ချုံနိုင်တဲ့ရှမ်းမြောက်နယ်မြေနှစတိုးလာတာနဲ့တရုတ်နယ်စပ်မြင်းတွေကိုပါတက်တွက်လိုက်ရင် ရှမ်းမြောက်အပြည့်ရချင်းကြောင့်စကမတ်ရရှိတဲ့အကျိုးအမြတ်ကို တွက်ချက်ဖို့စောလွန်နေပါလိမ့်မယ်။ဟုတ်ဟုတ်ခဏလား